င်းဝင်ကိုကြောက်ပြီးတခြားမင်းသားတွေနဲ့မပေးစားကြဘူးပြောနေတဲ့ဆိုဘီတစဉ်ကိုနှစ်ထုတ်ပြောပြီးဟင်းဝင်ကိုကြောက်နေတာကြောင့်တခြားမင်းသားတွေနဲ့သူမောင်မပေးစားကြဘူးပြောနေတဲ့ဆိုဘီတစဉ်ကိုပြက်တောင်းစွာတုံ့ပြန်ခဲ့သူကနှစ်ထုတ်ပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်ဇလန်းနဲ့တခုရုပ်ရှင်စကားနှကောင်လူကြိုက်များအောင်မြင်သွားတဲ့အခါမှာပရိသတ်တွေကပါဝင်တရုပ်ဆောင်ထားတဲ့မင်းသားမင်းမီးတွေကိုပရိသတ်တွေပေးစားကြတာတဘာဝပါပဲဒါပေမဲ့ဆိုဘီတစဉ်ကတော့သူမောင်ဟင်းဝင်ကလည်းပဲဘယ်သူနဲ့မှမပေးစားကြပါနဲ့လို့ပြက်တောင်းစွာပြောလာတာပါ ဆိုဖြစ်စဉ်ရင်ဆောင်ဟာတခြားသရုပ်ဆောင်တွေဖြစ်တဲ့နေထွန်းနဲ့စိုင်းစီတွန်ခမ်းပကချင်းနည်းနည်းတော့မခန့်ချင်စရာဖြစ်နေတာဖြစ်ပါရင်ဒါကြောင့်သူနဲ့မပေးစားကြဖို့ပြောလာတဲ့ဆိုဖြစ်စဉ်ကိုနေတွက်ကယောက်ျားဂုံသိန့်ခအပြည့်နဲ့ပြတ်သားစွာတုံ့ပြန်ခဲ့ရပါအလုံးတီးကြတဲ့အချိန်ဆိုပြင်းစင်တဲ့နေထွက်တော့မကြသေးခင်ကပြတ်တာပြီးစီသွားခဲ့တဲ့ကျင်ဖို့ဆလန်တွေမှာတင်းနဲ့မင်းမညာဖြစ်အကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါရင်ဒါကြောင့်လည်းပြည်သူတွေကတင်းနဲ့မင်းမညာဖြစ်နဲ့တရုပ်ဆောင်တာပြည်ပြန်လာတဲ့ဆိုပြင်းစင်တဲ့နေထွက်ကိုတော်တော်လေးကိုသဘောကျနေကြတာပါရင်းနှောင်းကဆိုပြင်းစင်တဲ့ပြည်သူတွေကရှစ်ပေးကြတယ်မင်းသားဟင်းဝင်တယောက်သာရှိခဲ့ပြီးတော့ ရိတ်တရကဆိုဗီယက်ရှင်နဲ့ဟင်းဝင်ရန်ကိုငယ်စဉ်တို့ဇုံရဲဖြစ်တဲ့သဘောတူပြီးကြတာဖြစ်ပါရဲ့။ဒါပေမဲ့ဂျင်မော်ဇလန်နဲ့ပြီးမှာတော့ဆိုဗီယက်ရှင်ကိုဆီယာဖြစ်တဲ့တင်းဥဆောင်နဲ့ဆိုင်းစီတွန်ခမ်းနဲ့ဖြစ်ဖြစ်မင်းမညာနဲ့ပဲဖြစ်ဖြစ်တင်းဥဆောင်နေထွန်းနဲ့ပဲဖြစ်ဖြစ်သဘောတူပေးနေကြတာပါ။သူတို့ပြင်းတော့ဆိုဗီယက်ရှင်ကိုနေထွန်းနဲ့သဘောတူကပေးစားနေကြတာဖြစ်ပါရဲ့။ဒါကြောင့်မင်းပြီးခဲ့တဲ့ရက်သက်တဲ့ဘက်မှာတော့ဆိုဗီယက်ရှင်ကသူမအောင်နေထွန်းနဲ့ဆိုင်းစီတွန်ခမ်းတို့နဲ့မပေးစားကြဘူးပြောလာတာပါ။ဆိုဗီယက်စင်ကသူမဟာဆိုင်းစီတန်ခမ်းနေထွတ်တော့နဲ့ယူတတာလူပညာမောင်မိုင်လို့ဂျင်ဘောဇလန်နဲ့မှာတည်ဥဆောင်ခဲ့ကြအောင်ဒါကြောင့်လည်းအသက်ဝင်ပြင်းစွာလိုက်ဖက်ဆောင်တည်ဥဆောင်နိုင်ခဲ့ကြအောင် ဒါပေမဲ့လည်းပြည်သက်တွေကဆိုဖြစ်စင်တဲ့နေထုံးဆိုင်းစီတွန်ခန်းနဲ့ပေးဆောင်ဟာကသူမအတွက်စိတ်နှောက်ရှက်ဖြစ်ရကြောင်းဒါအပြင်တစ်ဖက်ကဆိုင်းစီတွန်ခန်းနဲ့နေထွတ်တို့မှာဆိုင်းသူချစ်သူတွေရှိရင်လည်းလလတဲ့ပြဿနာတွေဖြစ်လာနိုင်တာကြောင့်မပေးစားကြဘောစာတန်ပေတန်ထုတ်ပြီးတော့တောင်းပန်လာတာပါဒါကလည်းတချို့သောသတင်းတွေအရဆိုဖြစ်စင်ဟာဟင်းဝင်နဲ့ချစ်ကြိုက်နေကြအောင်လို့သိရပါတယ်ဒါကြောင့်လည်းကျင်းပေါ်ဇလန်ရဲမှာဆိုဖြစ်စင်နဲ့ခင်မောမင်းပညာဖြစ်တဲ့တရုတ်ဆောင်တဲ့နေထွတ်ကဆိုဖြစ်စင်ကသူမကိုဘယ်သူနဲ့မှမပေးစားကြဘောတောင်းပန်လာတဲ့ပုံမှာအခုလိုပြတ်သားစွာတုံ့ပြန်ခဲ့တာပါ ဒီထက်ကဆိုပြည့်စင်ရဲ့စာနဲ့ပတ်သက်ပြီးတော့ဆိုပြည့်စင်ရဲ့ခန်းစားချက်ကိုနားလည်နိုင်ကြောင်းထို့ပြင်နောက်ကျင်းပေါ်ဇလန်တွေကအရန်ကိုလူကြိုက်များအောင်မြင်သွားပြီးချိန်မှာတော့လူတွေကသူနဲ့ဆိုပြည့်စင်ကိုအရန်ကိုပေးစားကြတယ်လို့ဒီထက်ကဆိုရင်ထို့ပြင်ဒီထက်ကလူကြီးမရဲ့မျိုးသမီးပြိသက်တွေကကြီးစားမထားဘဲဆိုပြည့်စင်ကိုအပြစ်မယူဖို့ထိပါတိုက်တွန်းကြတယ်လို့ဆိုရင်ဒါကလည်းကျင်းပေါ်ဇလန်တွေရဲ့လွှမ်းမိုးမှုလို့ဆိုရပါပါဒါကြောင့်လည်းဆိုပြည့်စင်နေနဲ့ဒီလိုပေးစားခံရတဲ့ပုံမှာစိတ်ရှုပ်ကကုန်သိက္ခာလေးထိခိုက်တဲ့အတွက်လူမျိုးပြိသက်တွေကိုတောင်းပန်စာထုတ်တဲ့ပုံမှာလည်းနားလည်နိုင်တယ်လို့ဒီထက်ကပြောလာတာပါ ကြည့်ကြနေကြတဲ့ပရိသတ်တွေကရောစုပြည့်စင်ပေါ်မှာပြတ်သားစွာတုံ့ပြန်ခဲ့တဲ့နေထုတ်ကိုဘလို့မြင်ကြပါလဲရှင်။ဆောင်းကင်းကြောင်းဒါကြောင့်လည်းအသက်ဝင်ပြင်းပြင်းစွာ live ဖတ်ဆောင်တရားဆောင်နိုင်ခဲ့ကြောင်းဒါပေမဲ့ပရိသတ်တွေကစုပြည့်စင်တဲ့နေထုတ်ဆိုင်းစီတွန်ခန်းနဲ့ပေးဆောင်ဟာကသူမအတွက်စိတ်နှောက်ရှက်ဖြစ်ရကြောင်းဒါအပြင်တစ်ဖက်ကဆိုင်းစီတွန်ခန်းနဲ့နေထုတ်တို့မှာဆိုင်းသူချစ်သူတွေရှိရင်လည်းလလားတပြဿနာတွေဖြစ်လာနိုင်တာကြောင့်မပေးစားကြဘဲစာတမ်းပေးတမ်းထုတ်ပြီးတော့တောင်းပန်လာတာပါ။ဒါကလည်းတချို့သောသတင်းတွေအရစုပြည့်စင်ဟာဟင်းဝင်ရနဲ့ချစ်ကြိုက်နေကြအောင်လို့သိရပါတယ်။ ဒါကြောင့်လည်းကျင်းမော်ဇလန်ရဲမှာဆိုဗီယက်ဇင်နဲ့ခင်မောမင်းပညာဖြစ်တဲ့တရုတ်ဆောင်တဲ့နေထွက်ကဆိုဗီယက်ဇင်ကသူမကိုဘယ်သူနဲ့မှမပေးစားကြဘို့တောင်းမှလာတဲ့ပုံမှာအခုလိုပြတ်သားစွာတုံ့ပြန်ခဲ့တာပါနေထွက်ကဆိုဗီယက်ဇင်ရဲ့စာနဲ့ပတ်သက်ပြီးတော့ဆိုဗီယက်ဇင်ရဲ့ခံစားချက်ကိုနားလည်နိုင်ကြောင်း